ယူလိုချင်ယူသွားနင်းစနိုက်ကြော်ချင်လာယူသွားစမ်းမှာရရင်ဆိုရဲယုံကြည်မှုမျိုးပေးနိုင်တဲ့အဲအမျိုးသားတစ်ယောက်ဖြစ်တယ်ပေါ့နော်ကိုလူကအခုမဖောက်ပြန်စွာချိန်တည်နေတဲ့အခါကျတော့လက်ထပ်ဖို့အတွက်အဲတကယ်စိတ်ချရတဲ့အမျိုးသားပြီးတော့မိသားစုကိုချစ်တတ်တဲ့အမျိုးသားတကယ်မွေးကလေးကကိုကိုတင်းဒီလာလိုချင်တာလဲကိုကိုတင်းပဲဒါမဲ့ तू ကမောင်ဖြစ်နေရောအဲ့တော့မောင်ကိုလဲကိုကိုလောက်လိုက်တယ်ကိုကိုပဲခေါ်တယ်ဟုတ်နည်းနည်းပါ အမရေပြုံးဖြီးပြီးတော့နောက်ကနေကြည်နေတော့ပါအဲသူနဲ့လည်းတရားဝင်ပြိသက်တွေမမိတ်ဆက်ပြရသေးဘူး I mean အမချခင်မှာတော့ဟွန်းခွေဝဒင်ပုံလေးလည်းရောက်တော့မှာဆိုလေမထူတော့ပါဘူးတခါပြောလိုက်ပါတယ်ဟုတ် Lorient nous parle-t-elle La jolie dame au souvenir. Chien. အာလိုစားတွေ့ခဲ့ရလဲဆိုတော့သူကဩစတြေးလျမှာကြောင်းတက်နေမှာဆက်တက်နေတာဆိုတော့ဒီကနေပြီးတော့ online မှာအမားတယောက်ကနေမိတ်ဆက်ပေးရပါတော့နော်မိတ်ဆက်ပေးတဲ့ခါကျတော့အဲ့လိုတူတူစကားရေးပါပြောဂိမ်းမိပါဆိုရင်းနဲ့မှာပြန်မမတွေ့ရဲ့မတွေ့ဘူးရဲ့ကိုမတွေ့ဘူးရဲ့အမျိုးသားတယောက်နဲ့တော့အမ်ကြိုက်သွားမျိုးချစ်သွားမျိုးဖြစ်ချင်းပေါ့နော်အပြင်မှာတွေ့ဘူးရင်တော့စဉ်းစားမယ်လို့ဆိုပြီးတော့ပြောလိုက်တာအာမစတာပြပြချင်းမယ် ဖွဲခမ်းတာတော့မတက်ဘူးအဲလက်မှတ်ပဲယူပြီးတော့ပြန်လာဟိုရောက်ရန်ကုန်ရောက်လာပါတော့မြန်မာပြည်ရောက်လာအဲမှာအဲမှာသူက will you be my girlfriend ဆိုပြီးတော့အဲချစ်ခွင့်ပန်နေပေါ့နော်အဲနဲ့ပဲအဲလေးပါဒါပါပဲအရင်ဟိုထူးခြားရတော့မဟုတ်ပါမကြသေးဘူး6လပေါ့ဟုတ်6လ propose လို့တော့ပြောလို့မရဘူးပေါ့နော် will you be my girlfriend ဆိုတော့အာငါကောင်မလေးဖြစ်ပေးမလားဆိုရယ်ပထမ first step ကိုအရင် a propose ပုံစံမျိုးလောက်တာပေါ့เนาะဒါပေမဲ့လက်ထက်မလားဆိုတာမဟုတ်ပဲသူ့ရဲ့ကောင်းမလေးဖြစ်ပေးနိုင်မလားဆိုပြီးတော့ဒေချာလေးခွင့်တောင်းနေပေါ့เนาะဒူလေးထောက်ပြီးတော့အာနဲ့ okay ဆိုပြီးတော့ကောင်းမလေးအဲဟို good partner အနေနဲ့သမီးစားချစ်သူစားအနေနဲ့လက်ခံလိုက်တာပေါ့အဲနောက်ထပ် step တစ်ခုရောက်တော့မှ who will you share forever with me ba no and let that put and ဖေရိုမေမေတို့ဆရာတို့အရင်ဆုံးခွင့်ပြုချက်ယူသေးရဖေရိုမေတို့ဆရာနဲ့ပြီးတော့ permission ရပြီဆိုတော့မှခင်တောင်းတာပေါ့နော်ဟိုအဲသူနဲ့လည်းတရားဝင်ပြိသက်တွေကိုမမိတ်ဆက်ပြရသေးဘူး MN မတားခင်မှာတော့ဟွန်းခွေဝဒင်ပုံလေးလေရောက်တော့မှာဆိုတော့လေမထူတော့ပါဘူးတခါပြောလိုက်ပါတယ်ဟုတ် အရင်တည်းကပေါ့နော်အချိန်တစ်ခုရောက်လို့ရှိရင်အိမ်အောင်ပြူရမယ်ဆိုပြေရတယ်အမျိုးသမီးတယောက်အိမ်အောင်ပြူရမယ်အရွယ်ဆိုတာရှိတယ်ပေါ့အဲဆောလို့ရင်လည်းမကောင်းဘူးနောက်ကျလို့ရင်လည်းမကောင်းဘူးဆိုပြီးတော့ဟိုပြေတို့မိဘတွေကပြောမှုတယ်ပေါ့နော်ခြားထဲမှာတော့အလုပ်တင်တဲ့တပတ်လုံးနေတဲ့အခါကျတော့အခြေရေကိုအရင်ဟိုမစဉ်းစားဖြစ်ဘူးဥစားလည်းမပေးဖြစ်ဘူးအရာရာက အလောက်ကနံပါတ်1မိဘကနံပါတ်1အလုံးနဲ့မိဘနံပါတ်1အလိုဖြစ်နေအောင်ဆိုတော့လေအခြေရေးတွေကိုလုံးအောင်ပို့ထားခဲ့အဲအသက်ရတစ်ခုရောက်လာခါကျတော့30နာကပ်ပြီဆိုတော့အရင်ကလေအသက်ရေရှည်ပေါ့နာကတ်ကိုကြည့်ရခါမှာတယောက်တည်းထိတန်သွားမျိုးမဖြစ်စေချင်ဘူးအဲအချိန်လေးတစ်ခုရောက်လာပြီဆိုတော့အိမ်အောင်ပြို့အမ်29 29ပြည့်ပြီးနောက်မှာစဉ်းစားပါ အဲ့လိုအများကြီးတက်မှတ်ထားမျိုးတော့မရှိဘူးဟိုအစရေကအိမ်တော်ပြုတ်ဖို့အစီအစဉ်လဲအရန်ကြီးတော့ညှောနေထားမျိုးမရှိဘူးအိမ်တော်တစ်ခုဟာကံမောလည်းအများကြီးမူတည်ရဲ့ဒါပေမဲ့အဲကံဆိုလို့ကံမောအလုံးစုံမူတည်ရလည်းမဟုတ်ကိုယ့်ရဲ့ရွေးချယ်မှုပေါ်လည်းမူတည်ရဲ့ဟိုလင်ညာတက်တက်ယောက်ျားဖောက်ပြန်တက်တက်ယောက်ျားဆိုရင်လူမตายရတဲ့အိမ်တော်တစ်ခုဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလိုလူမျိုးတွေမဟုတ်တဲ့ယောက်ျားမျိုးအဲကိုယ့်ပေါ်မှာအမြဲသစ္စာရှိပြီးတော့ ဟို safe ဖြစ်တယ်ပေါ့ခံစားရတာဟိုသူနဲ့ဆိုလို့ရှိရင်ငါ့ရဲ့ क्वे ရမှာတော့မှဟာဟိုဖောက်ပြန်မှာမဟုတ်ဘူးအမ်တကယ်အဲ့လိုမျိုးလုံခြုံတဲ့ခံစားချက်မျိုးပေးနိုင်တဲ့အမျိုးသားဖြစ်ရမယ်ပေါ့ထမနံပါတ်1ချက်အဲ့လိုစံနှုံးနဲ့ရွေးချယ်တယ်နောက်ပြီးတော့စင်းရတာချမ်းသာရဲဆိုတာစူးစမ်းမှုပေါ်မူတည်ရဲ့ဒါပေမဲ့စိတ်ဓာတ်ကောင်းမှုဗီဇာကောင်းမှုကကြတော့ဟိုသူကြီးပြင်းလာတဲ့ race လောက်ခံထားတဲ့သူ့ရဲ့ ဟိုပတ်ဝန်းကျင်သူရဲ့မိဘတုံသင်ဆုံးမမှုဒီပေါ်မှာမူတည်ရခါတာဒီလိုမျိုးဗီဇာကောင်းစိတ်ဓာတ်ကောင်းအဲအဲ့လိုအမျိုးကောင်းသားလေးစိတ်ဓာတ်ဖြစ်ရမယ်ဆိုပြီးတော့နော်အဓိကအဲ့လိုစိတ်ထားလေးကိုပဲကြည့်ပြီးတော့ရွေးချယ်ရမယ်လို့ထင်ပါတယ်ရှိရအသက်ရွယ်နဲ့အဲ့ဟာတော့အဓိကအဲ့လိုမျိုးလေးအသက်ရွယ်ကြောင့်လည်းပါပါဘောနော်အဲငကိုတွေကထီးကြံပြီးတော့အဲ့လိုမျိုးအသက်ကြီးသွားခြင်းကိုတက်ကြီးသွားခါကြလို့ရှင်ကိုယ့်ရဲ့မိသားစု ကိုဖန်တီးမဲ့မိသားစုရဲ့ကိုဖန်တီးထားခဲ့မိသားစုရဲ့အတူတူပျော်ရွှင်ရှင်အဲ့လိုနေသွားခြင်းနဲ့ဆန္ဒရှိရဲဆိုတော့ပြီးတော့အဓိကဖွေနဲ့မမေရလည်းတကြီးလာတဲ့ခါမှတော့စကားလေးစလာလေသူမိတ်ဆွေနဲ့တွေ့ရခါကြလို့ရှင်ကျွန်တော်ကမြည်ရှိချင်တာကျွန်တော်တမီးကမစွမ်းအဲ့ဟာလည်းပေးစားကြတယ်ဒီလားရှိမှလေနင်းကျုပ်နင်းမစွမ်းလို့ရှင်တော့အဲ့ဟာပေးစားတဲ့သူနဲ့ယူဆိုတော့ခါကြအဲ့ဟာပေးစားတဲ့သူနဲ့လည်း မြူချင်ဦးကိုမချစ်တဲ့သူနဲ့လည်းမြူချင်ဦးအဲ့လိုချစ်ကိုချစ်ပြီးတော့ကိုပေါ်ဖောက်ပြန်တဲ့အဲ့လိုမျိုးဒရေမကောင်းတဲ့ယောက်ျားရဲ့နဲ့လည်းအဆင်မပြေပြန်ဘူးအဲ့တော့အုံနောက်ကနှလုံးသားနဲ့အဆင်ပြေမဲ့သူမျိုးလို့ချင်တာအဲ့ဒါရွေးချယ်ရွေးချယ်ရင်းနဲ့အချိန်ကြီးရတယ်ဟို29လောက်မှအိမ်တော်ပြုမယ်စဉ်းစားထားမိမယ်လဲ29လောက်ဖြစ်သွားပေါ့ဟုတ်အောင်ပြချက်တွေဟာနှလုံးသားနဲ့စဉ်းစားရင်တော့အကြောင်းပြချက်မရှိဘူးဘာလို့မှမသိဘူး အုံနောက်နဲ့စဉ်းစားရင်တော့အကြောင်းပြချက်ရှိရယ်ဘာလို့မသိရယ်ဟိုကိုစိတ်လုံချုံမှုရရယ်တေချာတာသစ္စာလုံးဝမဖောက်ဘူးယူလိုချင်ယူသွားနင်းစနိုက်ကြော်ချင်လာယူသွားစမ်းမရရင်ဆိုရယ်ယုံကြည်မှုမျိုးပေးနိုင်တဲ့အဲအမျိုးသားတစ်ယောက်ဖြစ်တယ်ပေါ့နော်ဟိုဒါမဲ့စကားလည်းအကုန်မပြောရဲယောက်ျားရေဆိုတာလေးသိရမှာအမေသားကတော့အဲ့လိုမျိုးလေးယုံကြည်ရတယ်ဆိုတာကိုယုံကြည်ရလားမယုံကြည်ရဘူးလားဆိုတာကိုလူရဲ့စိတ်ကို ကိုကိုတိုင်းမင်းကလေးတိုင်းခံစားမိရယ်ဟိုဖောက်ပြန်နေပါရဲ့ဆိုတာလဲဖောက်ပြန်နေမှသိရယ်သို့တော်မင်းကလေးတွေရဲ့အဲ့လို instinct ကအသိရယ်လေအဲကိုဆွဲကျင်လို့ဒါဆွဲထားတာလေအဲအဲ့လိုမျိုးပေါ့အဲ့တော့ကိုကကိုလူကအခုမဖောက်ပြန်ဆိုတော့ကျင်းတင်နေတဲ့ခါကျတော့လက်ထပ်ဖို့အတွက်အဲတကယ်စိတ်ချရတဲ့မျိုးသားပြီးတော့မိသားစုကိုချစ်တတ်တဲ့မျိုးသားကိုမိသားစုတော့မှကိုမချစ်တတ်ဘူးဆိုလို့ရှိရင်ရေရှည်သွားဖို့မလွယ်ဘူးပေါ့နော်ဒါအမျိုးမျိုးသမီးပေါ်မှာရော နောက်မွေးလာမဲ့ကလေးတော့ကိုရောမစင်းစားသူကစင်းစားရဲဆိုတော့အဲ့လိုအမျိုးသားဆွဲခါကြတော့ဟာ yes ပေါ့ဟာ yeah yes တကယ်မွေးကလေးကကိုကိုတင်းတီလာလိုချင်တာလဲကိုကိုတင်းမယ်ဒါမဲ့ तू ကမောင်ဖြစ်နေရောအဲ့တော့မောင်လည်းကိုကိုလောက်လိုက်တယ်ကိုကိုပဲခေါ်တယ်ဟုတ်ဘယ်နှစ်ကွာနှစ်နှစ်အမအေးပြုံးဖြီးပြီးတော့နောက်ကနေကြည်နေတော့ပါ ျော်ကြရဲ့ဘဲချိန်နေရကိုအတီတခြားလေးအဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်လေးမြင်ချင်နေလဲအောင်ဒီအဲ့လိုဟိုကံကောင်းတာတခုကကိုယ့်ကိုချစ်ပေးရသူတွေအကုန်လုံးကလေကိုယ့်ရဲ့ပျော်ရွှင်မှုလိုလားသူတွေများရဲ့အဲ့တော့ကြောင့်မလို့တခုခုပျော်စရာသတင်းရှိရင်သူတို့ကပျော်ပေးကြရဲဝမ်းသာစရာရှိလို့ရှိရင်လည်းဝမ်းဝမ်းသာပေးချရဲပေါ့နော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်တူတူတယောက်ချင်းစီကိုဟုတ်ကဲ့ပါ ာပြောပါမယ်ပြောပါမယ်မကြခင်အရန်ကိုရန်ကိုမဝေးတော့တဲ့ကာလလေးတခုတော့ဖြစ်ပြီဟာဒါပေမဲ့အမျိုးသားတွေပါတခါလဲပိုင်းတက်ကိုဆက်ပါတော့အမ်ဘာမိတ်ဆက်ပေးရလို့ပြောရမှာပေါ့နော်ဒါပေမဲ့ तू ကတော့ social media အရင်တော့မသုံးဘူးဒါပေမဲ့အမ်မျက်နှာလေးတော့မိတ်ဆက်ပေးနော်ဟာ